အစ္စလာမုအလัยကုမ်ဝရဟမတုလလာဟီဝဘရကာတူဟူယနေ့ဟီဂျရီ1448ခုဂျူမဒယ်အူခရာ9ရက် ခရစ်နှစ်2025ခုနှစ်နိုဝင်ဘာလ28ရက်နေ့ကျတာဝရီနေ့မှာ9မိနစ်တည်းအောင်မြင်ခဲ့ရတင်ကန်းစာအမှတ်စဉ်1206ကိုတင်ပြမှာဖြစ်ပါတယ်ဒီနေ့ကတော့လူခတ်သိန်းတို့ရဲ့အချစ်တော်ဖြစ်ခြင်းဟာအလောရှင်မြတ်ရဲ့ကြီးမားလာတဲ့နိမတ်တစ်ခုဖြစ်တယ်ချင်းမြတ်မှုတစ်ခုဖြစ်တယ်ဆိုတဲ့အကြောင်းကိုတင်ပြမှာပါဒေါက်တာသမ်ရှာကာဝီကရေးသားပါတယ် မြတ်တော်မူသောအလောရှိမရဲ့လူသားတွေရဲ့အပေါ်မှာပြုထားတဲ့ကျေးဇူးတော်တွေထဲမှာအကြီးဆုံးကတော့လူတကာကသူ့ကိုချစ်စေခြင်းဖြစ်ပါတယ်။ဒါကြောင့်ပဲမြတ်တော်မူသောအလောရှိမကဟဇရတ်မူဆာအလိုင်းစလမ်နဲ့ပတ်သက်ပြီးတော့အမိန့်ရှိတဲ့ဝအလ်ကိတူအလိုင်ကမဟဘဘတန်မင်းနီတော့ငါအလောရှိမဟာငါဘက်ကနေပြီးတော့မှအသိဉာဏ်အပေါ်မှာလူတကာကိုချစ်စေတဲ့ဓာတ်တစ်ခုကို ထဲ့သွင်းပေးသနာတော်မူတယ်ဆိုပြီးတော့မှအမိန့်ရှိပါတယ်။ဒါကြောင့် Imam Ibn Kathir rahimahullah တခင်ကြီးကဒီအာယတ်တော်ရဲ့ဖွင့်ဆိုချက်မှာရေးသားတယ်မာရာအာဟဒွန်မူဆာအစ်လာအဟဘဘူဟဇရတ်မူဆာအလိုင်ဆလမ်ကိုမြင်တွေ့တဲ့သူတိုင်းဟာသူ့ကိုချစ်သွားပါတယ်တဲ့။ Imam Ibn al-Munkadir တခင်ကအဘူဟာဇင် rahimahullah ကိုပြောပါတယ်ယလကန်အင်နတ်စ်ဖယဒအူနလီဘီလ်ခိုင်စ်လူတွေကကျွန်တော်နဲ့တွေ့တဲ့အခါတိုင်းမှာဆိုရင် ျွန်တော်အတွက်ကောင်းရတဲ့ဒူအာတွေနော်ကောင်းတဲ့စုတွေတောင်းပေးတယ်တဲ့မာအာရီဖူဟွန်ကျွန်တော်တို့ကိုတီလဲမတီဘူးဝမဆနာအတူမအာဟွန်ခိုင်ရန်တို့နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကတစုံတရာအကောင့်ပြုထားတာမျိုးလဲမရှိပါဘူးတဲ့ဖကောလာအဘူဟာဇင်အဲ့ဒီချိန်မှာအဘူဟာဇင်ကအီဗနုလ်မွန်ကဒီရ်ကိုပြောပါတယ်ဇာလီကဖဒလူလာဟီယူတီဟီမန်ယရှာအော်ဒါဟာဆိုရင်လေအလောရှိမက်ကမိမိနှစ်သက်တဲ့သူတွေကိုချင်းမြတ်နဲ့ချင်းမြတ်မှုတစ်ခုဖြစ်တယ်တဲ့ စယဂျာအလူလဟူမူရဟမန်ဝူဒါကျွန်တော်မြတ်ကုရ်အန်ရဲ့ဆူရာမာရီယမ်ရဲ့နောက်ဆုံးပိုင်းမှာအမိန့်ရှိထားတဲ့အင်နလဇီနာအာမနူဝအာမီလုဆာလီဟတ်အီမန်ယူပြီးတော့ကောင်းမှုကောင်းရာတွေဆောင်ရွက်တဲ့ပုံကိုယ်တွေနဲ့ပတ်သက်ပြီးတော့အလောရှိမြတ်ကတဲ့သူတို့အတွက်ချစ်ချင်းမေတ္တာကိုညက်တွေကိုဖြန့်ကျက်ပေးထားတယ်တဲ့လောကကြီးမှာဒါကြောင့်ဒါဟာဆိုရင်ကျွန်တော်တို့အလောရှိမြတ်ချီးမြှင့်တဲ့ ဒါအလတရားတစ်ခုဖြစ်တယ်ကျေးဇူးတော်တစ်ခုဖြစ်တယ်လူတကာကကျွန်တော်တို့ကိုချစ်မြတ်နိုးအောင်နေထိုင်တာတော့ချစ်မြတ်နိုးနေတာတော့သူတို့ကကျွန်တော်တို့အတွက်ကောင်းမှုဒုအားတွေပြုပေးနေတာတော့သူတို့ကကျွန်တော်တို့နဲ့ပတ်သက်ပြီးတော့အကောင်းတွေလုပ်ပေးနေတာတွေဒါတွေအလုံးဟာအလောရှိမြတ်ရဲ့ကြီးမြတ်မှုတသက်တစ်ခုပဲဖြစ်ပါတယ်အလုံးကိုဒီလိုအစဉ်အတန်းမျိုးဒီလိုအနေထားမျိုးကိုအလောရှိမြတ်ကြီးမြတ်ပေးသနာတော်မူပါစေအာမင်ယာရဗ်အာလမင် السلام عليكم ورحمه الله وبركاته